မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ April 28ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ်စခန်းသိမ်းတိုက်ပွဲသတင်းကတော့တနင်္လာရီတိုင်းဒဝယ်မြို့နယ်မှာရှိတဲ့ Harley Quick အကြမ်းဖက်စစ်တပ်စခန်းကိုတိုက်ခိုက်သိမ်းပိုက်ရာစစ်သား10ဦးထက်မနည်းတိတ်ဆုံးပြီးဗိုလ်ကြီးတဦးကတနက်နေ့ကိုကိုကိုအဆုံးစီရင်သွားကစစ်သား15ဦးလက်နက်ချလမ်းဖြူထောင်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ်ဧပြီလ26ရက်နေ့မနက်ပိုင်းကစတင်ပြီးတော့ဒဝင်မြို့နယ်မှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားအင်အား30ခန်းနဲ့တပ်ဆွဲထားတဲ့ဟာလီဂွေစစ်စခန်းကိုတော်လိုင်းရေးပူးပေါင်းတပ်ဖွဲ့များကစတင်ဝေရောက်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်တပ်ကလေရင်နဲ့ဇက်တိုက်ဘုံကျဲတိုက်ခိုက်ခြင်းကြောင့်မုံလွဲပိုင်းမှာတိုက်ပွဲဟာခဏငြိမ်သက်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီနေ့ညနေပိုင်းမှာတော်လိုင်းတပ်ဖွဲ့များကထပ်မံပြီးတော့ထိုးစစ်ဆင်တိုက်ခိုက်တဲ့အချိန်မှာစခန်းတစ်ခုလုံးကိုအပိသက်တိုက်ခိုက်သိမ်းပိုင်နိုင်ခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲအတွင်းမှာလည်းစစ်ကောင်စီဘက်ကစစ်ကောင်စီတပ်သား10ဦးထက်မနည်းတေဆုံးသွားတယ်လို့သိ ရပါတယ်ဒါအပြင်တိုက်ပွဲအတွင်းမှာတေဆုံးခြင်းမရှိတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကလက်နက်ချအလံဖြူထောင်းရန်လုပ်နေတဲ့အချိန်မှာဘိုးကြီးတအုပ်ကတနက်နဲ့ကိုကိုကိုပြစ်တပ်ပြီးတော့အဆုံးစီရင်သွားတယ်လို့သိရပါတယ်စစ်ကောင်စီတပ်သား15ဦးကတော့လက်နက်ချပြီးတော့အလံဖြူထောင်းခဲ့တယ်လို့သိရပါတယ်26ရက်နေ့ကမနက်စောစောပိုင်းကတည်းကနေပြီးတော့ဝင်တိုက်တာပေါ့လေရင်နေဆက်တိုက်ကျဲတော့တိုက်ပွဲကမော်လွဲပိုင်းမှာတော့ရက်သွားသေးတယ်ညနေပိုင်းမှာကျတော့ထပ်ပြီးတော့ဝင်တိုက်တာစခန်းတစ်ခုလုံးကိုတိမ့်ပတ်နိုင်ခဲ့ပါတယ်စစ်တပ်ဘက်က15ဦးလက်နက်ချတယ်ဘိုးကြီးဆိုတဲ့ကောင်ကတော့လက်နက်မချခင်ပါပဲ ်သူ့ကိုသူရုပ်ရှင်တွေရလို့မျိုးအဆုံးစီရင်လိုက်တယ်တနက်နဲ့သူ့ကိုသူပြစ်တက်လိုက်တယ်လို့သိရတယ်လို့ဒေတာတွင်သတင်းရင်းမြစ်ကပြောပြထားပါဗါဒါအပြင်တိုက်ပွဲဖြစ်ပွားနေတဲ့အချိန်တွဲမှာအကြမ်းဖက်ဆက်တဲ့ရအမတ300တက်နဲ့300နှစ်တက်များကကြေးပါများကိုလက်နဲ့ကြီးများနဲ့ပြစ်ခတ်ခြင်းကြောင့်ဇဟာကြီးရွာဖုန်ကြီးကျောင်းတဲ့ကိုလက်နဲ့ကြီးကြီးကြောက်ရောက်ပောက်ခွဲခဲ့တဲ့အတွာပြည်သူနာဦးတေဆုံးကတန်ဃာတော်၃ပါးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသတင်းရရှိပါရယ်ခမောင်း ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းစေမောင်ဝဲမြို့နယ်ဒနုံးမြောင်ဂိတ်ကနေထွက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုကြားဖြတ်တိုက်ခိုက်ရာဗိုလ်ကြီးဖြိုးမောင်အပါဝင်စစ်သား၈ဦးတေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဧပြီလ23ရက်နေ့ညနေ4နာရီကမှစေမောင်ဝဲမြို့နယ်ဒနုံးမြောင်ဂိတ်ကဗိုလ်ကြီးဖြိုးမောင်ဦးဆောင်တဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများဟာ ဝါးစီမြောင် gate ကိုကားနဲ့ထပ်လာတဲ့အချိန်တော်လိုင်းတပ်ဖွဲ့များကအဲ့ဒီ gate အနီးမှာကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်၎င်းတိုက်ခိုက်မှုအတွင်းမှာဗိုလ်ကြီးဖြိုးမောင်အပါဝင်အကြမ်းဖက်စစ်ကောင်စီတပ်သားရှေ့ဦးတေဆုံးပြီးတော့အများအပြားထိခိုက်ဒဏ်ရာရရှိသွားတယ်လို့သိရပါတယ်တိုက်ပွဲအတွင်းမှာဝါးစီမြောင် gate ကအကြမ်းဖက်စစ်ကောင်စီတပ်သားများကလက်နက်ကြီးများနဲ့ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့တော့လေတော်လိုင်းရဲဘော်များအထိခိုက်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာသွားတယ်လို့သိရပါတယ်ဒဏုံးမြောင် gate ကနေဗိုလ်ကြီးဖြိုးမောင်ဦးဆောင်တဲ့စစ်ခွေးတွေက ဝါးစီမြောင်ဂိတ်ကိုကားနဲ့တက်လာတဲ့အချိန်ကိုဝါးစီမြောင်ဂိတ်နားမှာတော်လိုင်းတပ်ဖွဲ့တွေကကြားဖြတ်တိုက်ခိုက်ခဲ့တာပါတိုက်ပွဲအတွင်းမှာဗိုလ်ကြီးဖြုံးမောင်အပါဝင်စစ်ခွေးရှစ်ကောင်တိတ်ဆုံးသွားပါတယ်စစ်ခွေးအများပြားလဲဒဏ်ရရှိသွားတယ်ဝါးစီမြောင်ဂိတ်ကစစ်ခွေးတွေကလည်းလက်နက်ကြီးတွေနဲ့ပြန်လဲပစ်ခတ်တယ်တော်လိုင်းရဲဘော်တွေဘက်ကတော့အထီးကမရှိမဲနဲ့ပြန်လဲဆုတ်ခွာနိုင်ခဲ့ပါတယ်လို့တရက်ခေအိမ်မငါတိုက်ရင်ကတာဝန်ရှိသူတို့ကရှင်းပြထားပါတယ်၎င်းတိုက်ခိုက်မှုကိုတရက်ခေအိမ်မငါတိုက်ရင် ပုံနာဝတီပြည်သူ့ကာကွယ်ရေးအဖွဲ့တောင်တွင်းကြီး Viber King Column ်တရက်ခေအမတ်တက်တက်ရင်မကွေးတောင်ပိုင်းပြည်သူ့ကာကွယ်အဖွဲ့နဲ့ဗေဒနုံပြည်သူ့ကာကွယ်အဖွဲ့တောင်တွင်းကြီးတို့ကပူးပေါင်းတိုက်ခတ်ခဲ့ကြခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ဘကိုးတိုင်းမင်းလာမြို့နယ်မှာအကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုကြားဖြတ်တိုက်ခတ်ရာစစ်ကောင်စီတပ်သား6ဦးတေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဧပြီလ26ရက်နေ့မနက်9:00နာရီကမှမင်းလာမြို့နယ်အပိုင်းဘကိုးရုံမှာအဆက်မှာရှိတဲ့ခြေရွာများကစစ်ဘေးရှောင်နေတဲ့ပြည်သူများရဲ့နေအိမ်များကိုလိုက်လံဖောက်ထွင်းခိုးယူနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများဟာစားချောင်းရွာထိပ်ကျိုးတရားဘော်ကိုတက်လာတဲ့အချိန်တရားဝရီခရိုင်တရင်33ညနဲ့တပ်ခွဲနှစ်ကရဲဘော်များကစောင့်ကြိုတိုက်ခတ်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗါး။၎င်းတိုက်ခတ်မှုအတွင်းမှာတော်လိုင်းရဲဘော်များကပြစ်ခတ်တဲ့40မမဘုံဒီနှလုံးဟာ စစ်တပ်စစ်ကြောင်းဘော်ကိုကြိုက်ရောက်ပောက်ကွဲခဲ့ပြီးတော့ဒေါ်လိုင်းရဲဘော်များကလည်းလက်နက်ငယ်များနဲ့ပြန်လည်ပစ်ခတ်တိုက်ခိုက်တဲ့အတွက်ကြောင့်စစ်ကောင်စီတပ်သား6ဦးမျက်မြင်သိမ်းဆုံးသွားတယ်လို့သိရပါဗျ။စစ်ခွဲအုပ်ထဲကို40မမဘုံဒီတိုက်ရိုက်ကြိုက်ရောက်ပောက်ကွဲတာနောက်ပြီးတော့လက်နက်ငယ်တွေနဲ့လည်းဝိုင်းပစ်တော့စစ်ခွဲတွေထိခိုက်သိမ်းဆုံးခဲ့တာမျက်မြင်နဲ့စစ်ခွဲ6ကောင်သိမ်းဆုံးသွားပါတယ်။အများအပြားလည်းထိခိုက်ဒဏ်ရာရရှိသွားတယ်လို့တရားဝင်ခရိုင်တရင်38နှစ်က တာဝန်ရှိသူကရှင်းပြထားပါတယ်။ဆက်လက်ပြီးတော့လေထိတွေ့တိုက်ပွဲများဖြစ်ပွားလာနိုင်တဲ့အတွက်ပြည်သူများအနေနဲ့စစ်ကောင်စီတပ်သားများအနီးတွာလာနေထိုင်မှုများလုံးဝလုံးဝမပြုတ်လုကြရနဲ့အထိငားနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများဟာလေကြောင်းတိုက်ခတ်မှုများအပြင်ပြည်သူများကိုလူသားတိုင်းအဖြစ်နဲ့ဖမ်းဆီးခြင်းလူမဆန်စွာဖမ်းဆီးတပ်ဖြတ်ခြင်းများလုပ်နေတဲ့အတွက်အထူးသတိထားပြီးတော့နေထိုင်ကြရန်တာယာဝတီခန်တရင်၃၈၃၂ကတာဝန်ရှိသူတို့ကပြောပြထားပါတယ်။ဒါအပြင် AB လ28ရက်နေ့ကလည်း တော်လိုင်းရေးတပ်ဖွဲ့များနဲ့အကြမ်းဖက်စစ်တပ်တို့ထမှန်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့စစ်တပ်ဘက်ကထိခိုက်သေးဆုံးမှုတွေများပြားပြီးအလံဖြူထောင်ပြီးတော့အလင်းဝင်လာတဲ့စစ်ကောင်စီတပ်သားများလည်းရှိတယ်လို့ရှေ့တန်းသတင်းရင်းမြစ်ကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာသတင်းတွေကိုတင်ဆက်ပေးနေရင်လည်းကြားဖြတ်ပြီးတော့အကူအညီတောင်းကြတာလေးကတော့နေ့စဉ်နဲ့အမျှ update ဖြစ်နေတဲ့သတင်းများကိုအစဉ်အမြဲတမ်းနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel လေးကို like and subscribe လုပ်ပေးထားကြဖို့အတွက်မြစ်တာရက်ခံတောင်းဆိုလိုက်ပါရစေခင်ဗျာ မြေပြင်ကရဲဘော်တွေနဲ့စစ်ပင်းရှောင်ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက်လူချင်းမင်းတို့အနေနဲ့ subscribe လေးတစ်ချက်နှိပ်ပေးုံနဲ့တင်တော်လန်ရေးမှာပါဝင်ကူညီပေးကြဖို့ကိုမြစ်တာရက်ခံတောင်းဆိုလိုက်ပါစီခင်ဗျာနေစဉ်မပြတ်အစစ်အမြဲတမ်းအားပေးနေတဲ့မိဘပြည်သူများအားလုံးကို အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သကိုင်းတိုင်းဝင်းတုံမြို့နယ်အမခန်ရွာအနီးမှာမိသားစုဝင်9ဦးအသက်ခံလိုက်ရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အသက်ခံရတဲ့မိသားစုကဝင်းတုံမြို့မြို့တစ်တစ်ရပ်ကွက်က ကိုလင်းတို့မိသားစုပါကျမတို့နဲ့ဆိုအမျိုးတော်ပါတယ်စစ်ကောင်စီကမိသားစုလိုက်ကိုတတ်သွားတာပါလို့အသက်ခံရတဲ့မိသားစုဝင်ရဲ့အမျိုးတော်ကပြန်လည်ပြောပြထားပါတယ်တေဆုံးသွားသူတွေဟာမနက်ပိုင်းဈေးသွားကြတဲ့အချိန်မှာအာမခံရွာအနီးကလမ်းစုံတနေရာအရောက်မှာအခုလိုမျိုးအသက်ခံရတာဖြစ်ပြီးတော့28ရက်နေ့မနက်ပိုင်းမှာတွေ့ရှိခဲ့ရတာဖြစ်တယ်လို့ပြောဆိုထားပါတယ်မြေပြင်မှာလည်းစစ်ကောင်စီစစ်ကြောင်းရှိနေတယ်လို့၎င်းကဆက်လက်ပြောပြထားပါတယ်စစ်ကောင်စီဝါရဖြန့်တရင်တွေထုတ်လုပ်ပေးနေတယ်ကျွန်းလာမိအိမ်ရှင် Facebook လူမှုကွန်ရက်စာမျက်နှာကတေဆုံးသွားတဲ့မိသားစုဝင်တွေကိုကာကွယ်တပ်ဖွဲ့ဝင်တွေကတတ်ဖြတ်သွားတယ်ဆိုပြီးတော့တရင်အမားတွေကိုဝါရဖြတ်နေကြတာကိုတွေ့ရတယ်လို့ပြောဆိုထားပါတယ်။ ဝင်းတို့ဘက်ကိုကျွန်တော်မေးကြည့်ပါတယ်အဲ့ဒီကိစ္စကကာကွယ်တပ်ဖွဲ့တွေဘက်ကတပ်ဖြတ်တာမဟုတ်ပါဘူးစစ်တပ်ဘက်ကတပ်ဖြတ်သွားတဲ့ကိစ္စကိုဝင်းတို့ကစစ်တပ် lobby တွေကအရင်ဆုံးဖွာတာပါပြီးမှကျွန်းလာမီအိန်ရှင်စစ်တပ် lobby အကောင့်ကနေတဆင့်ပြည်သူကာကွယ်တပ်တွေကတတ်တာပါဆိုပြီးတော့ပြန်ဖွာတာပါမကြခင်ဝင်းတို့နယ်ကတပ်ဆိုင်ရာကာကွယ်အဖွဲ့တွေကသတင်းထုတ်ပြန်ပါလိမ့်မယ်လို့ဝင်းတို့မြို့နယ်ပြည်သူကာကွယ်တပ်ဖွဲ့နဲ့နှိစတူတူကပြန်လည်ပြောပြထားပါတယ်တပ်ဖြတ်ခံလိုက်ရတဲ့သူတွေဟာဝင်းတို့မြို့မြို့တစ်တစ်ရက်ကွာမှာနေတယ်ကိုလင်းမနန္ဒာလိုင်းမဝင်းကြီးမချက်စု မအေးသူနဲ့အသက်မပြည့်သေးတဲ့ကလေးငယ်နှစ်ဦးတို့ဖြစ်တယ်လို့သိရပါဗျ။ AP လ9ရက်နေ့ညနေပိုင်းကကတာခရိုင်ဝင်းတုံမြို့နယ်နန်းခမ်းရွာကိုစစ်ကောင်စီတပ်က Jet Fighter နဲ့လေကြောင်းတိုက်ခိုက်ခဲ့တဲ့အတွက်ပြည်သူ28ဦးထက်မနည်းသေဆုံးခဲ့တဲ့ဖြစ်ရလဲဖြစ်ပွားခဲ့သေးကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းဝက်လက်မြို့နယ်မှာစစ်ကောင်စီတပ်သား6ဦးဟာလက်နက်များကိုယူဆောင်လာပြီးတော့အလင်းဝင်ရောက်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။2024ခုနှစ်စက်တင်ဘာလ9ရက်နေ့မှာ ဝက်လက်မျိုးဆောင်တက်ကပြည်သူ့ဆက်တဦးဟာ AK တနက်တက်လက်ကာပိုင်တနက်တက်လက်တို့ကိုယူဆောင်လာပြီးတော့အလင်းဝင်ရောက်လာတယ်လို့သိရပါဗါး2025ခုနှစ်ဇန်နဝါရီလ9ရက်နေ့မှာတမ33ကနေထွက်လာတဲ့အချက်ပတ်စစ်တပ်ရဲ့အခုစစ်ကြောင်းဟာရှိမကရဲစခန်းကိုရောက်ရှိလာပြီးတဲ့နောက်စစ်ကောင်စီတပ်သား2ဦးဟာ MA1 တနက်2လက်ကိုယူဆောင်လာပြီးတော့အလင်းဝင်ရောက်ခဲ့တယ်လို့သိရပါဗါးအဲ့ဒီနောက်2025ခုနှစ်မတ်လ28ရက်နေ့မှာဝက်လက်မျိုးအတွင်းကိုပြန်လည်ရောက်ရှိနေတဲ့ဒါတာရ630ကစစ်ကောင်စီတပ်သား2ဦးဟာ MA1 တနက်တက်လက်ကိုယူဆောင်လာပြီးတော့ ထမံအလင်းဝင်ရောက်လာခဲ့တယ်လို့သိရပါဗါး2025ခုနှစ်ဧပြီလ2ရက်နေ့မှာနာလခကဝက်လက်မျိုးတွင်တာဝန်ကျနေတဲ့စစ်ကောင်စီတပ်သား2ဦးဟာ MA11 နဲ့ MA2 တပ်နဲ့များကိုယူဆောင်လာပြီးတော့ထမံအလင်းဝင်ရောက်လာခဲ့တယ်လို့သိရပါဗျ။စုစုပေါင်းအလင်းဝင်လာတာက6ဦးပေါ့။သူတို့ဘက်ကချိတ်ဆက်လာတဲ့အခါကျွန်တော်တို့အနေနဲ့တွားရောက်ပြီးတော့ခေါ်ထုတ်ပေးရတာမျိုးတွေလည်းရှိပါတယ်။စုချင်းဝင်ချင်းပြင်တာကတော့ကျွန်တော်တို့စစ်တေတာညွှန်ကြားချက်နဲ့အညီလုံဆောင်ပေးရတာမျိုးတွေရှိပါတယ်လို့ People Servants Revolution ဝက်လက်ကတာဝန်ရှိသူတို့ကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချမ်းဘတ်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ